နမောတတဘဂဝတော်အရဟတော်ဓမ္မံတံဘုဒ္ဓတာတရဏာနှစ်2560ခုနှစ်မြန်မာတက်ကြွေ1380ခုနှစ်ခုနှစ်တစုံလအတွက်တလတာဟောဇရံခရစ်နှစ်2025ခုနှစ်မေလတလတာဟောဇရံကြီးနဲ့6ရက်ဆောင်ရအတွက်ဟောဇရံဤလတွင်17ရက်5လ2025ခုနှစ်တနင်္ဂနွေနေ့ဟာကစုံလပြည်နေဖြစ်ပါတယ် 26ရက်5လ2025တနင်္လာနေ့ဟာကဆုံလပွဲနေ့ဖြစ်ပါတယ်။17ရက်5လ2025တနင်္ဂနွေနေ့ဟာကဆုံလပြည့်နေ့ဖြစ်ပြီးတော့26ရက်5လ2025တနင်္လာနေ့ဟာကဆုံလပွဲနေ့ဖြစ်ပါတယ်။ဤလအတွင်းငကားကောင်းအနောက်ရက်သူလှဲ့ပါတယ်။ထို့တူဝမ်းကမြောက်ရက်ကြောကတောင်ရက်အမီးကအရှိအရက်သူအတိအကျရှိနေကြပါတယ်။ အဲ့ဒါဆိုရင်နဂါးကောင်းဆိုတော့နတ်နဲ့နဂါးမလဲစားနဲ့ဆိုတဲ့အတိုင်းပဲရှေးထုံးလဲမပဲကောင်းဈေးသုံးလဲမလွယ်ကြောင်းနဲ့အဲနတ်နဲ့နဂါးမလဲစားနဲ့ဆိုတဲ့အတိုင်းနဂါးကောင်းနဲ့ပတ်သက်ပြီးတော့ခီးသွက်တာအိမ်ဆောက်တာအဆရှိတဲ့လုပ်ငန်းဆောင်တာအပြောင်းအရွှေ့တွေမှာတော့အဲသတိပြုဉာဏ်အတွက်ပြောပြပေးခြင်းဖြစ်ပါတယ်။ဤလအတွင်နဂါးကောင်းအနောက်ရက်သူလှဲ့ပါတယ်။ထို့တူဝမ်းကမြောက်ရက်ကြောကတောင်ရက်အမိကအရှိရက်သူအတိအီးတရှိနေပါ၏။ဂျမ်းမာရင်နဲ့ပတ်သက်လာရင်ငါးလပိုင်းအတွက်ခေါ်စရန်ကြီးအနေနဲ့ မိတ်ဆွေတို့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါယာတီအပူပြောင်းကာလာများကြောင့်အများစုဟာကျမ်းမာရေးနဲ့ပတ်သက်လာရင် အနှဲငယ်ရှူကြတက်ပြီးတော့ဘေးဥဆိုင်တင့်သောကာလဖြစ်ပါတယ်။အစ်စ်အမြင့်အကျော်အဆရှိသောအရာတွေအဖြစ်များတက်ပါတယ်။အထူးသဖြင့်ပထဝီတအားမြဲနေတဲ့အတွက်ကြောင့်မိတ်ဆွေတို့အသက်60နှစ်အထက်ရှိသူတွေဒုက္ခအဆရှိတဲ့အရာတွေနဲ့ပတ်သက်လာလို့ရှိရင်ပုံမူတတိထားတင့်သောလဖြစ်ပါတယ်ခင်ဗျာ။ငါးလပိုင်းအတွင်းမှာ အကျိုးပေးသောလုပ်ငန်းများကိုဖော်ပြပေးလိုက်ပါတယ်။အထူးသဖြင့်ဒီ9လပိုင်းအတွင်းမှာဆိုရင်အလှကုန်လုပ်ငန်းတွေ၊ရေထွက်ကုန်လုပ်ငန်း၊စားတောက်ကုန်လုပ်ငန်း၊စံစီစီစားစပ်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေ၊ဓာတ်ဆီဒီဇယ်တွင်းထွက်ပစ္စည်းလုပ်ငန်းတွေ၊ဦးတန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေများစွာထွန်းကားတက်သောတိုးတက်တက်သောလဖြစ်ပါတယ်။ချစ်တူလှုပ်ဆောင်တင်သောလဖြစ်ပါတယ်။ချွေစည်းအနှဲငယ်မငြိမ်မသက်ဖြစ်ပြီးအကြပတ်သူသွားတတ်ပါတယ်။ ဤလအတွင်းမှာလက်မှုလုပ်ငန်းများအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းများပညာရေးဆိုင်ရာလုပ်ငန်းများဘာသာစကားသင်တန်းပကြီးပကုဘေးရင်အဆရှိသောလုပ်ငန်းများအားနည်းနေတတ်ပြီးမိတ်ဆွေဟောင်းလူဟောင်းအပေါင်းအသင်းဟောင်းတွေစိတ်တော့ကပီးရတတ်တာမျိုး ဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေကိုသတိထားဆင်ကျင်ရန်လိုအပ်သောလာဖြစ်ပါတယ်။အိုးအိမ်ရှမ်းပြည်မြေယာလုပ်ငန်းတိုက်ခန့်ကအဆရှိသောအရာများအယောင်းနေအဝယ်နေဖြစ်တတ်သောလာဖြစ်ပါတယ်။ လူငယ်တွေအချင်းကြီးနဲ့ပတ်သက်လာရင်ငားလာပိုင်းတွင်မှာစံအားအလွန်ကောင်းနေတဲ့အတွက်မေတ္တာရေးဆိုင်ရာတွေကိုရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မယ်။မိษွေတို့အနေနဲ့မေတ္တာရေးနဲ့ပတ်သက်လာတဲ့အခါဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာဖူးစာဘတ်ပေါ်ခြင်းအဲမိမိတို့အနေနဲ့ အနာဂတ်အတွက်ရှစ်သူရီစာမိမိတို့နှစ်ရှည်လာမယ်ဆိုတာလိုက်နေရတယ်။သမီးရီစာရည်နာကမတင်မပဲမမျောလင့်ထားလောက်အောင်ပို့ဖို့တစ်ဖက်ကနေ response လုပ်လာတာမျိုးဒီတုံကတက်တဲ့အတွက်ကြောင့်မလို့ဆရာမိတ်ဆွေတွေအနေနဲ့အဲစံအားတက်သောကြောင့်ပူဇာပတ်ပေါ်နိုင်တော့လာဖြစ်ပါတယ်။အိန်တော်ကြီးမှာတော့အိန်တော်ရှင်မရဖို့ဒီလဟာစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်ပြီးတော့မိမိရဲ့အိမ်တွင်းကြီးမှာမိသားစုကြီးမှာအနှဲငယ်နားလည်မှုလွဲတက်သောကြောင့်ဒီငါးလပိုင်းတွင်မှာ ိမ်ထောင်ကြီးနဲ့ပတ်သက်လာတဲ့အခါအရေးကြီးသောဆုံးဖြတ်ချက်တွေကိုအိမ်ထောင်ရှင်များဖို့ရှမှတ်ရန်မတင်တော့လာဖြစ်ပါတယ်အထူးသတိပြုစင်ကြယ်လိုတာကဒီလအတွင်းမှာလုပ်ငန်းအပြိုင်ဆိုင်တွေမိမိရဲ့အလုပ်အပြိုင်ဆိုင်တွေပေါ်လာတက်တော့လာဖြစ်ပါတယ်ထို့အတူမိမိအားသဘုတ်လီလွင်ပြောဆိုခြင်းမကောင်းတဲ့ရင်ပြောခံရခြင်းတွေကြုံရတတ်တယ်လို့မိမိရဲ့အတွင်းရေးကိစ္စများကိုဖြစ်နိုင်ရင် ဟိုမိမိတို့မယုံကြည်ရသောပုံကူများကိုဖွင့်ဟတိုင်မင်တာမျိုးပြောပြတာမျိုးတွေဟာမိတ်ဆွေတို့အတွက်အားနည်းချက်ဖြစ်ပြီးတော့မိမိကိုမကောင်းပြောဆိုတာမျိုးတပုတ်လီပင်ပြောဆိုတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဒီလမှာပဋိဌာဆင်ပြေပြောဆိုရန်လိုအပ်ပါတယ်ဒီငါးလပိုင်းအတွင်းမှာအကျိုးပေးသောအရာများအနေနဲ့ကြက်သွေးရောင်ညီညိုရောင်ခရမ်းရောင်စသောအရာရင်းရင်တွေကိုဝတ်ဆင်ပြီးတော့မိမိတို့လိုရာကိစ္စတွေကိုပြုမှုဆောင်ရွက်လို့ကောင်းပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင် ၃ခန်း၊၆ခန်း၊၂ခန်းလေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမွန်စေပါတယ်။အဆောင်ပြုလုပ်လိုပါကမိတ်ဆွေတို့နဲ့အနေနဲ့လောကပါလာ နမင်းကြီးရုပ်ထုကိုမိမိရဲ့နေနံသူအသားနဲ့ဘဝထုလို့ဆောင်ခြင်းကမိတ်ဆွေတို့အတွက်ကံအားဆန်းအားတက်စီပါတယ်ခင်ဗျ။လောကပါလာရုပ်ထုလေးတွေကိုနေနံအသားနဲ့ဘဝထုလို့ပြီးတော့ထုလို့ပြီးတော့ဆောင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကံအားဆန်းအားတက်ပါတယ်။ဥပမာ လောကပါလာနဲ့ရုပ်ကိုဂျာစာပရိသားဆိုမကြီးသားတို့ပေါက်သားတို့နဲ့ထုလုပ်ပြီးတော့ဆောင်းရင်ကံအားဆန်အားတက်စီတော့လာဖြစ်ပါတယ်ဒီလအတွင်းမှာအကျိုးပေးသောနေသားအနေနဲ့တောက်ကြသာသမီတနင်္လာသာသမီတို့မဟုတ်အရေးကြီးသောကိစ္စတွေကိုတောက်ကြရဲ့တနင်္လာရက်ဒီမှာတွဲဖန်လှုပ်ဆောင်ရင်ပုံမူအပြုကံကောင်းစီပါတယ်မလာပိုင်းအတွင်းမှာအိမ်ဆောက်ပနတ်ရရေရွန်းတူးလို့တဲ့မိတ်ဆွေများဖို့ ငါးလပိုင်းအင်္ဂလိပ်လိုပဲပြောပါမယ်၁၂ရက်၁၈ရက်28ရက်နေ့တွေမှာပြုလုပ်ဆောင်ရွက်ရင်ကောင်းမှာပါတယ်ခင်ဗျာရှင်ပြုယဟန်ခံအိမ်တက်မင်္ဂလာပြုလုပ်လို့သူများအနေနဲ့ငါးလပိုင်း၁၇ရက်18ရက်22ရက်နေ့တွေဟာမိတ်ဆွေတို့အတွက်ကောင်းမွန်စေပါတယ်အိမ်တော်ပြုစိစက်လက်ထမင်္ဂလာပြုလုပ်လို့သောမိတ်ဆွေများအဖို့ကတော့ငါးလပိုင်းအတွင်းမှာပဲ၁၂ရက်၁၉ရက်28ရက်နေ့တွေကိုပြုလုပ်လို့ရပါ ိမိတို့ရဲ့အရေးကြီးသောကိစ္စများကိုအဲဘဝအတွက်အထောက်အကူဖြစ်စေတဲ့ကိစ္စများကိုကောင်းတဲ့ဘက်မှာဆောင်ရွက်ဆုံးဖြတ်တိုးတက်စေရန်အတွက်ဆိုရင်တော့ဖြင့်ဒီ9လပိုင်းအတွင်းမှာ9ရက်17ရက်20ရက်နေ့တွေကိုအဲမိတ်ဆွေတို့အနေနဲ့ဟိုကောင်းမွန်သောရက်ကလေးအဖြစ်ရွေးချယ်ပြီးတော့စတင်လှုပ်ဆောင်ရင်ကောင်းမွန်တိုးတက်စေတော့လာဖြစ်ပါတယ်အဋိဌံပြုလုပ်လို့တော့ဆရာရဲ့မိတ်ဆွေများအခုကတော့မိမိအနေနဲ့ မိမိရဲ့တက်စီအလိုက်မဟာသမယတုတ်ကိုအတိတ်ထံဝင်ပြီးဇီလိုပါတယ်အတက်ကမိမိရ20ဆိုရင်ဥပမာအပြင်အတက်က20ဆိုရင်မဟာသမယတုတ်ကိုရက်20တိတိအတိတ်ထံပြုပေးကိုဆိုလိုခြင်းဖြစ်ပါတယ်ခမရဆရာငယ်အနေနဲ့ငားလာပိုင်းအတွက်စကားလက်ဆောင်ပေးခြင်းပါတယ်ခမရငားလာပိုင်းအတွင်းမှာဆရာငယ်မိတ်ဆွေကိုစကားလက်ဆောင်ပေးရတယ်မိတ်ဆွေများခမရတင့်ကိုတင့် ကန်ဆိုးနေပြီလို့ထင်ပါသလားဒါဆိုရင်စိတ်တိုင်းကြစိုးဝင်ပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကန်ဆိုးမှုတွေကြုံလာတဲ့အခါမှာစိတ်တိုင်းကြပေးဆိုးလိုက်ပါသင်သိထားရမှာကအဆိုးတွေကုန်တဲ့အခါအကောင်းတွေဟာအမြဲတမ်းရောက်ရှိလာမယ်ဆိုတာလောကတရားပါပဲဖြစ်တယ်ခင်ဗျာเนาะဆိုတော့ဆရာပြန်ပြောပြပါမယ် မိတ်ဆွေတို့အတွက်ငါးလပိုင်းအတွက်စကားလက်ဆောင်ပေးရရင်မိတ်ဆွေများခင်ဗျာတင့်ကိုတင်ကန်ဆိုးနေပြီလို့ထင်ပါသလားဒါဆိုရင်စိတ်မညစ်ပါနဲ့စိတ်တိုင်းချစိုးဝင်ပေးလိုက်ပါတင်သိထားမှာအဆိုးတွေကုန်တဲ့အခါမှာအကောင်းတွေဆိုတာရောက်ရှိလာမှာလောကနီးရာမှာတရားပါပဲအဆိုးတွေကိုကြောက်နေအကြောက်တရားတွေဟာမိမိရဲ့ဘေးနားမှာပဲရစ်တည်နေဦးမှာဖြစ်တဲ့အတွက် အဆိုးတွေကိုမကြောက်တဲ့အခါအကြောက်တရားတွေအဆိုးတွေကမိမိနာနေပြီးတော့နေရမှာကြောက်သွားပါလိမ့်မယ်ခင်ဗျာယေရှုတင်ပါတယ်ဒါကတော့ဇန်ငယ်မိတ်ဆွေတွေအတွက်ငားလာပိုင်းအတွက်စကားလက်ဆောင်ဖြစ်ပါတယ်ဤကငားလာပိုင်းအတွက်ဟောစရံ